ရန်ကင်းကလေးစည်းရုံရဲ့အတုံးမကြမှုတွေကြောင့်အသက်နှစ်နှစ်ရှစ်လအရွယ်သားလေးကိုဆုံးရှုံးလိုက်ရတဲ့မိခင်တဦးမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်တော့အသက်နှစ်နှစ်ရှစ်လအရွယ်ကလေးတယောက်ကရိုးရိုးသားမန်းနေမကောင်းဖြစ်ရကနေရန်ကင်းကလေးစည်းရုံကြီးကိုရောက်သွားခဲ့ပြီးစည်းရုံရဲ့ဆုံးဖြတ်ချက်အမားတွေကြောင့်အသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးမိခင်ဖြစ်သူကအခုလိုပြောပြထားပါတယ်။ကျမသားလေးဒီနေ့ဆုံးသွားပြီ နှစ်နှစ်ရှစ်လအထိဘာယောဂါမှကြီးကြီးမားမားမဖြစ်ဘူးတဲ့ကလေးဆေးရုံဆေးကန်းကိုကာကွယ်ဆေးထိုးဖို့လောက်နဲ့မွေးတုံးကပဲရောက်ဖူးတဲ့ကလေးဆဆချင်းကိုပူတော့73ရက်71လ2025နှစ်နေ့လယ်12နာရီလောက်ကလဝဲရွာဩရတစီကန်းကဒုံးကျင်ထဲပေးပြီးမသက်သာရင်ပြန်လာဖို့ပြောပါတယ်။ခနာသက်သာပြီးညနေပိုင်းကိုပြန်ပူလို့ယူဆနာကချမ်းမြေသာတဲ့စီကန်းမှာထပ်ပြပါတယ်။ ကလေးကအကျော်ရီတုံနေကြောင်းပြောပြတော့အစားဝင်အောင်စားဖို့နဲ့ဆေးဝင်အောင်တိုက်ဖို့အပြင်ကလေးဆက်အိုးတဲကိုဆေးထည့်ပေးပါတယ်။နောက်ရက်ထက်လာပြဖို့ချိန်လိုက်ပါတယ်။ညနေ၄နာရီကိုပါ။ကလေးက၁၄ရက်၅လ2025မှာမနက်ပိုင်းကိုရီပူပြီးထက်ပြားပါတယ်။ဆေးတိုက်ပြီးအစားဝင်အောင်စားဖို့ရှေးတိုက်ဖို့ပြောတယ်။ညနေမှာဆေးကန်းလာပြပါပြောလို့၃နာရီခွဲကျော်လောက်ပြန်သွားပြတော့ဆေးထက်ထည့်ပေးပါတယ်။ အနီဆက်အနေငယ်မျက်နှာမှာထပ်နေလို့ပြောပြတော့မစိုးရင်ရာကြောင်းပြောပြီးရေပတ်တိုက်ပေးဖို့ပြောပါတယ်အရင်ညပဲတက်တာပြီးမနဲ့အစောကြီးကလေးကအပူချိန်များပြီးဖြားလွန်းနေပြီးအနီဇက်တွေလည်းထထွက်လာလို့ချမ်းပြေတာတက်စေကန်းကို ဖုံးပြန်ဆက်တော့ဆရာအိတ်နေလို့မီးလို့မရသေးဘူးလို့ပြောတော့ကျမအမျိုးသားရဲ့ကျမအမေရဲ့ကျမရဲ့ကလေးကိုခေါ်ပြီးဥဝင်နဲ့ချက်ချင်းမယ် ချိုကိုစပယ်ရှယ်ကလင်းနစ်ကိုသွားတော့အနီးစက်တွေကစိုးရိမ်ရကြောင်းနဲ့ကလေးကိုဆ iam မလေးတွေက ရေဘက်ဝိုင်းတိုက်ပေးကြပါတယ်။အဲ့ဒီအချိန်ထိကလေးကလမ်းနေပါသေးတယ်။ဆ iam ကရန်ငယ်စေးရုံကိုသွားဖို့အကြံပြုလို့သွားလိုက်ပါတယ်။ရန်ကင်းမှာကလေးကိုပြတော့ချိုကိုကဆီယာမကဆင်းရုံတက်ပြီးစောင့်ကြည့်ရကြောင်းပြောထားလို့အိမ်ကအကိုကိုတော့ပတ်စံနဲ့ကလေးပစ္စည်းလူကြီးပစ္စည်းတွေယူလာဖို့ဖုန်းဆက်ထားပါတယ်။ရန်ကင်းကဆီယာမလေးတွေကသားလေးကိုသွေးဖောက်တဲ့ ပြီးတော့6ထက်ဆောင်9လွာတက်ခွဲကန်းကို သွေးသွားစစ်ခိုင်းနေ။ကျမအမျိုးသားသွားပါတယ်။ခဏကြာတော့ကလေးကိုရေအေးနေအောင် သွားချိုးပါပြောလို့ရေချိုးပေးလိုက်ပါတယ်။ကလေးကခြေထောက်အကျောတွေနာနေပါတယ်။နည်းနည်းထိတာနဲ့ကိုအော်တာပါ။ကျမရင်ထဲဘလို့မှမခံစားနိုင်လောက်အောင်ထိပါပဲ။မမအားအားနဲ့ဆိုပြီးတော့အော်နေတာပါ။သွေးစစ်အဖြေရတော့ရေလဲချိုးပြီးသွေးဖြည့်လဲရအောင်သွားပြောတော့ပြန်ပြီးတော့တန်းစီခိုင်းပါတယ်။ ကလေးကဘလို့မှမနေဘဲអော်နေလို့ကျမလမ်းလျှောက်ပြီးတော့ឈော့နေရပါတယ်။နောက်ဆုံးကရှည်တွက်ရင်နှစ်ယောက်မြောက်ကြမှကျမတို့သားမိဝင်ရပါတယ်။ဆ ਿਆ မကကလေးကိုနေရင်အပြင်ကအဖေကိုသွားပေးပြီးအမေကပြန်လာနားထောင်ဆိုလို့ကျမကလေးကိုကျမအမျိုးသားစီပို့ပေးလိုက်ပါတယ်။ဆီယာမကရိုးရိုးဖျားကြောင်းပဲပြောတော့အနီဇက်တွေထွက်နေကြောင်းနဲ့ကျမသားရဲ့အကျိုးတွေကလှုပ်တာနဲ့နာနေကြောင်းပြောပြတော့ကျမကိုကျမရဲ့အသက်ဘယ်လောက်လဲလို့မေးပါတယ် 24ပါလို့ပြောတော့နင့်အသက်20ကျော်မှတခါမှမဖျားဘူးဘူးလားဖျားရင်အသားတွေနားတယ်နင်းမသိဘူးလားသူကလမ်းမလျှောက်လို့လားဆိုပြီးပြန်မေးပါတယ်ကျမကသမီးတို့ဖျားလို့အသားနာသလိုမဟုတ်ပဲကလေးကမလျှောက်နိုင်ကြောင်းအကျော်တွေနားနေကြောင်းတခြားဘာရောဂါဖြစ်နိုင်လောက်မလဲစိုးရိမ်လို့မေးတာလို့ပြောတော့နင်ပါတို့အဲ့လိုထင်ရတာလေနင်သားကဘာမှမဖြစ်ဘူးနှစ်ရက်ကနေ၅ရက်လောက်အထိအဖျားကတက်နေအောင်မှမစိုးရိမ်ရဘူး ကျမကသားလေးကအစာမစားကြောင်းအနီးစပ်လေးတွေအကြောင်းထပ်ပြောပြတော့သူဆေးအကုန်ရေးပေးမယ်လို့ပြောပါတယ်။တနစ်ခွဲကာကွယ်ဆေးကိုကျမအမျိုးသားအလုပ်အပြောင်းအလုပ်ရွှေနေမှုမထိုးခဲ့ရကြောင်းလည်းထည့်ပြောခဲ့ပါတယ်။ဆီယမကဘာလို့မထိုးရလဲတတလာရင်အင်ကာနေမှာကာကွယ်ဆေးလာထိုးလို့ရကြောင်းပြောပါတယ်။ ကျမသားလေးတက်တာလာမှလာလို့ထက်မိတော့တက်တာလာမယ်စာအုပ်ကိုကောင်တာယူသွားဆိုလို့ယူသွားပေးတော့အစားဝင်ဈေးဝင်ရင်ကောင်းလာမှလို့ပြောလို့အိမ်ကိုပြန်ခိုင်းလို့ကောင်တာထိသွားလိုက်ပါတယ်ဈေးဝယ်ခိုင်းလို့သွားဝယ်ပြီးပြန်သွားပြပေးလိုက်ပါတယ်ကျမတို့ကလဝဲရွာကပဲအိနီနာချင်းရန်ကင်းဈေးရုံမှာပဲလာပြတဲ့အမွာလေးတွေအဖေနဲ့တွေ့တော့ကျမတို့သားကဈေးရုံလုံးဝမတက်ရဘူးဆိုတော့အံ့ဩနေတယ် အနီးဇက်တွေနဲ့ခလေးကခွေနေတာကိုကြည့်ပြီးတော့တက်ရမယ်ထင်နေတာတယ်။အိမ်ရောက်တော့ကျမအမေကျမအမျိုးသားကအကုန်လုံးခွန့်ကြွေတော့စံပြုတ်တော့ဝင်ပါတယ်။စီးတိုက်ပါတယ်။ခနာတော့တက်တာလာပါတယ်။အရင်ထက်အနည်းငယ်ပါပဲ။ကျမလည်းသားလေးရဲ့တသက်တာမှာဒီလိုမဖြစ်ဘူးတော့ဘေးရင်မင်းမဲစဉ်းစားပြီးသားကိုထွေးပြီးအိုးဝင်နဲ့16ရက်17လ2025မှာမနက်9:00ရဲ့ချိန်အမျိုးသားအမေတို့နဲ့အတူသွားမိပါတယ် ပေးတင်ဆရာကမရဏလေးကြာနေလို့ရတရားလေးပေးလို့ပြန်လာပြီးတော့ရတရားချီတော့ကလေးကအသက်ရှူရခတ်တယ်လို့ဖြစ်နေလို့ချမ်းမြေသာတစ်စည်းကန်းကဆရာကိုဖုန်းဆက်တော့စည်းကန်းလာဖို့ပြောလို့ချက်ချင်းသွားပါတယ်။စည်းသွင်းပေးပြီးမိုးကောင်းရဏနာကိုညွှန်ပေးလို့အရေးပေါ်ကားနဲ့သွားလိုက်ရတယ်။ဟိုရောက်တော့ဟိုစစ်တီစင်းနဲ့ကလေးကမျော့နေပြီ။ဟယ်ပင်စည်းရုံကပစ္စည်းစုံလို့အခုသွားဖို့ပြောလို့အရေးပေါ်နဲ့ပဲသွားလိုက်ပါတယ်။ ဟိုရောက်တော့ဆီယမားတွေကစူးစမ်းပြီးတော့ခဲ့ပါတယ်။ဒါပေမဲ့ကျမရဲ့အသက်ဦးတဦးလဲတော့သားလေးအသက်ငယ်နေပါပြီတဲ့။လာလာနောက်ကြကြောင်းဆီယမမကြီးကပြောတော့ကျမကရန်ကင်းကိုမနေ့ကသွားခဲ့ကြောင်းပြန်လွတ်လို့ပြန်လာရကြောင်းပြောတော့ဘာကြောင့်ရန်ကင်းစေးရုံက အခုလိုလုံးရတာလဲဆိုပြီးအံ့ဩနေကြတယ်။အဖြစ်လဲတင်နေကြတယ်။ကျမအိမ်မက်လို့ထင်နေမိတယ်။ဆီယမကြီးကစူးစမ်းပြီးရှာတယ်။ အမျိုးမျိုးစူးစမ်းပြီးရင်မရတော့ပဲကျမသားလေးဆုံးသွားပြီတယ်။ကျမအမျိုးသားကကျမအကျဲကြီးယူကျုံမရငိုတော့မိမရေးအိမ်မက်ပါတယ်။အိမ်မက်လို့လို့တကယ်လို့လို့ခန်းစားရပြီးယူတော့မလို့ပါပဲ။ကျမအထင်တကယ်လို့သာရန်ကင်းစေးရုံကတေချာစစ်ဆေးပေးခဲ့ရင်အချိန်မီမဲထင်ပါတယ်ကျမသားလေးရဲ့အသက်ကိုပေါ့အခုတော့ကျမအာတင်းထားနေပါတယ် မမသားလေးမမစီပြန်ဝင်စားပါခလေးငယ်ရေဟုဆိုကမိခင်ဖြစ်သူကဝမ်းနည်းစွာနဲ့ပြောပြထားတာပဲဖြစ်ပါတယ်။